သူမစီမကင်းစာယောဂပိုးတွဲလို့ဘန်ကောက်မှာစေကူတာဖို့စီစဉ်နေပြီဆိုတော့ MRTV ဖောင်းမင်းသမီးတယောက်ဆောင်မီမီကိုကိုမင်္ဂလာပါပြိတက်ကြီးရှင်တယောက်ဆောင်မီမီကိုကိုကတော့ MRTV ဖောင်းမင်းသမီးတက်လက်ဖြစ်ပြီးပြားဤအိုင်ဇလန်ထွဲထဲမှာနှွယ်သွေးမြိုင်ဆိုတဲ့ကာရိုက်တာနဲ့ပြိတက်တွေရဲ့အားပေးခြင်းကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်မီမီကဇလန်ထွဲပေါင်းများစွာနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာပါဝင်တယောက်ဆောင်ခဲ့ပါတယ်။ ပင်းသေးများနှင်းစီရုပ်ရှင်စကားကြီးထဲမှာလည်းတရုတ်ဆောင်ချက်တွေပြည်ပြင်းလွန်းလာကြောင်းပြည်သက်တွေရဲ့အကြီးကျယ်ခြင်းကိုပါခံခဲ့ရပြီးအကယ်ဒမီစကားတင်စင်းဝင်ခဲ့တဲ့အထိအောင်မြင်ခဲ့တဲ့မင်းသမီးတက်လက်လေးဖြစ်ပါတယ်အခုတခါမှဆိုရင်တော့တရုတ်ဆောင်မိမိကိုကိုကမကြသေးခင်ကသူမနေမကောင်းဖြစ်နေတာရက်ကြရှိနေပြီဖြစ်တဲ့အကြောင်းသူမရဲ့မိသားစုကပြည်သက်တွေကိုအတိပေးလာခဲ့တာပဲဖြစ်ပါတယ်မင်းသမီးမိမိကိုကိုဟာအဖျားကြီးဖျားလာခဲ့တာကြာနေပြီဖြစ်တာကြောင့် အားနည်းလာခဲ့တယ်လို့လည်းသိရပါဗျ။သူမဖြစ်တဲ့ယောဂလက္ခဏာတချို့ကကင်ဆာလက္ခဏာနဲ့ဆင်တူနေတာကြောင့်စစ်ဆေးကြည့်ရာကနေကင်ဆာဖို့တွေးရှိခဲ့တာကြောင့်ဘန်ကောက်မှာသွားရောက်ကုသဖို့အတွက်အစီအစဉ်ထားတယ်လို့လည်းမိမိကိုယ်ကိုယ်ကဆိုထားပါတယ်။မိမိကသူမတို့မိသားစုမျိုးရိုးကလည်းကင်ဆာမျိုးရိုးရှိတာကြောင့်အမြန်ဆုံးကုသဖို့အတွက်အစီအစဉ်နေတယ်လို့လည်းပြောပါတယ်။သူမနဲ့ခင်မင်ရင်းနှီးကြတဲ့အနုပညာညီကိုမောင်နှမတွေကလည်း သူမကိုအမြန်ဆုံးသက်သာလာစေဖို့အတွက်စူတောင်းစကားတွေဖော်ပြထားကြတာလည်းဖြစ်ပါတယ်။တယောက်ဆောင်မိမိကိုကိုဟာသူမရဲ့ချစ်သူဆရာဝန်ကောင်းလေးနဲ့မကြခင်မှာလက်ထပ်တော့မယ်ဆိုတဲ့သတင်းကြောင့်ပရိသတ်တွေအားလုံးကဝမ်းသာနေကြတာဖြစ်ပြီးအခုကတော့ကင်းစာပိုးတွေ့ရဆိုတဲ့သတင်းကြောင့်ပရိသတ်တွေကသူမအထွတ်စိုးရိမ်နေကြပြီးတော့စူတောင်းစကားတွေလည်းပြောဆိုပေးထားကြတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းကင်းစာယောဂပိုးတွေ့ခဲ့လို့ ဈေးကူးသားဖို့စီစဉ်နေတဲ့တရုတ်ဆောင်မိမိကိုကိုအတွက်အပိစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်